တရင်းသားမြို့နယ်ကံမလန်းရွာခြေဆိုင်အမှတ်998စစ်ကောင်စီခြေမြန်တပ်ရင်းကစစ်ကောင်စီတပ်သား2ဦးဟာမော်ဘီနယ်ရှေ့တန်းတနေရာကနေလက်နက်နဲ့ထွက်ပြေးလာပါတယ်။မတ်လ25ရက်နေ့မှာတော့အဲ့ဒီထွက်ပြေးလာတဲ့သူ2ယောက်ဟာပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတပ်ရင်းစီဘဲပြောင်းခိုလိုလိုက်ပါတယ်။ဘဲပြောင်းခိုလိုလာသူ2ဦးဟာအသက်28နှစ်အရွယ်မြိတ်ဒေသခံနဲ့အသက်26နှစ်အရွယ်ပဲခူးဒေသခံတွေဖြစ်ကြပါတယ်။ မြိတ်ဒေသခံမျိုးသားကတော့စစ်မှုထမ်းမှုကန့်စမ်းမဲ့ပေါက်တဲ့မတန်ဆွမ်းသူကိုစားစစ်သားဆူဆောင်းခံရတာပါဘကုတိုင်းသားကတော့ရွာမှာနွားကြောင်းနေရင်ဖမ်းခံရပြီးအရမစစ်သားဆူဆောင်းခံရတယ်လို့ဆိုပါတယ်သူတို့နှစ်ဦးဟာပလောက်မြို့နယ်တန်ဖြူစရမြို့နယ်ဝက်ကလေးရွာကတပ်မတော်တပ်မြင့်လေးချင်ရေးတင်တန်းကျောင်းတွေမှာစစ်မှုထမ်းတင်တန်းအပတ်စဉ်9နဲ့6တရားခရရသူတွေပါတင်တန်းဆင်းပြီးတဲ့နောက်ခမရ998ကိုအပုတ်ခံရပြီး ဲ့ဒီကနေမွန်ပြည်နယ်ရှေ့တန်းစီပို့ဆောင်ခံလိုက်ရပါတယ်တရက်နှစ်လက်ပါဝင်စစ်ပိုက်ဆိုင်ရာပစ္စည်းတွေနဲ့ဘက်ပြောင်းခိုးလိုလာတာဖြစ်လို့ဒေါနာတိုင်ရင်ကသူတို့နှစ်ဦးကိုငွေကျ9သိန်းစီစုချင်းမြင့်လိုက်ပါတယ်နောက်ထပ်လည်းမျိုးသားညီညွတ်ရေးဆိုရကကွယ်ရေးဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ထပ်ချင်းမြင့်ဖို့လည်းစီစဉ်ထားတယ်လို့ဒေါနာတိုင်ရင်စီကတီးရပါတယ်